မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုရဲ့တတိပေးရှယ်အနေနဲ့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့အစိုးရဒီနံပါတ်တွေဝယ်ရှင်အတွက် တင်ချသွင်းဤလမ်းညွှန်ချက်တစ်ခုတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလောင်းကစားတုံးမဟုတ်တရားမဝင်လှုပ်ဆောင်မှုများကိုမပန်ပို့ပါကြီးရှုတဲ့အခါမှာတော့ကြီးစုပြီးမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုတာအတည်ပြုပါခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဗီဒီယိုကတော့သုံးလုံးပေါင်းချင်းပရိတ်လေးလုံးတွင်နည်းကိုတွင်နည်းနဲ့တကွာအထောက်အကူရအောင်ရှင်းပြပြသွားမယ်ပေါ့နော်ဒီသုံးပင်ချာ6ခွန်9တပင်ပေါ့နော်သုံးပင်ချာရှောင်းနေရှောင်းတပင်သုံးပင်ထချာရှောင်းကိုသုံးများသုံးပင်ထချာပြီးတော့သုံးသုံးရှောင်းတပင်ရဲ့ဒီနောက်ထပ်သုံးပင်ရှားရှောင်းရှောင်းနေပေါ့နော်သုံးပင်တခြားပြီးတော့နင်းနေတဲ့ခွန်ခွန်ကိုဒီ၅ချိန်အတွက်ကိုတွင်နည်းနဲ့တကွာရှင်းပြပြသွားပါမယ်ခင်ဗျာ โอเคကျွန်တော်မိတ်ဆွေများအနေနဲ့တနီလေးလာကြည့်ပြီးတော့ဗောနော်အတုံးပြတဲ့အခါမှာတော့မိတ်ဆွေရှုံးပြချက်ကိုပဲအတီးပြပါခင်ဗျာโอเคဒါရှင်ကျွန်တော်ပရိတ် 3app today ဖြစ်ပါပဲဗောနော်ကောင်းစင်တက်လိုက်မယ် 3app today ပရိတ်ဖြစ်ပါတယ်ဗောနော်၃လုံးပေါင်းရှင်ပရိတ်လေးလုံးတနီဖြစ်ပါတယ်ဒီ3969ခွန် နားလေးလေးပေါ့နော်ဒီတုံးပင်ကိုတည်ပြီးတော့ဒီ909ရာလေးတစ်ပင်ကိုတွေ့ပြပေးတော့မှာမင်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ရဲ့ယူတဲ့နေ့ကဒီခွန်ရဲ့၄ရဲ့ထိတ်စီ၅ရဲ့အဲ့ဒီတုံးလုံးပေါင်းပေးရမှာဖြစ်ပါတယ်ပေါ့နော်ခွန်ရဲ့၄ရဲ့၅ရဲ့အဲ့ဒီတုံးလုံးပေါင်းမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာရေးလိုက်မယ်ပေါ့နော်ခွန်အပေါင်း၄အပေါင်း၅ဆိုတော့ ီပေါင်းချင်းက94ပေါင်းတာ71တင်းနဲ့9ပေါင်းချင်း66ရတယ်ဗောနော်6ကိုကျွန်တော်တို့ဒီတခုရောမှာဗောနော်6ကိုတခုရောတာက9ပြီးရင်6ရဲ့ပါပါက1ဖြစ်ပါတယ်1ကိုတခုထပ်ရောတာ3ည6 5 1 3ညပြိလေးလုံးဖြစ်ပါတယ်သူချပေးသွားတာက9ခွန်9ဖြစ်ပါတယ်ခင်ဗျာ9ခွန်9ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းချင်းက ငါပရိဖြစ်ပါရခင်ဗျာ6တိငါ6ငါတိတုံများတဲ့ကငါပရိ6ခွန်9ဖြစ်ပါတယ်အဲ့ဒီဤအတိုင်းပဲပေါ့နော်ကျွန်တော်တုံများ6 3ကိုမူတည်မဲ့3 9ကိုမူတည်ပြီးတော့ဒီ6တုံများ3တိ3ပင်6ပြီးတော့ဒီ6နှစ်6ရာတိတပင်ကိုရှင်းပြမယ်ပေါ့နော်ဒီ9ရက်3ရက်6ရက်၃လုံးပေါင်းပေးရမှာဖြစ်ပါတယ် ငါအပောင်း3အပောင်း6ပေါ့နော်ဆိုတော့ငါ3ပောင်းချင်းငါချေရတယ်ချင်းနဲ့6ပောင်းချင်းက14ပေါ့နော်4ပဲယူมาဖြစ်ပါတယ်4ကိုတခုရောတာက3ပေါ့နော်4ရဲ့ပါဝါက9 9ကိုတခုရောတာက10ဖြစ်ပါတယ်4 3 9 10သုံးလုံးပေါင်းချင်းပြိတ်4လုံးထဲကတွေ့ချပေးသွားတာက6 6ဖြစ်ပါတယ် ဒါကြောင့်မို့ function က၄ပြရရတယ်ပေါ့နော်ကျွန်တော်တို့၄၃၉၈တဲ့ကဒီ၄ပြ6နဲ့6ဆိုပြီးအဲ့ဒီတွက်နေထပ်ပြီးခြားပေးသွားတာဖြစ်ပါတယ်ခင်ဗျာ Okay ထပ်ပြီးတော့ကျွန်တော်6နဲ့6ပြီးတော့3ပင်ထပ်ခြား၄၈၈၈၈၈၈ဒီ6ခုတုံများရတဲ့တပင်ကိုရှင်းပြပေးသွားမှာမယ်ပေါ့နော်အပေါ်ကယူတဲ့နေ့အတိုင်းပဲ G 6နဲ့6နဲ့3နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ် ဆိုတော့ဒီချစ်အပေါင်း6အပေါင်းတည်ဖြစ်မယ်ပါနော်ဒီ၃လုံးပေါင်းခြင်းက၈နဲ့၁ပေါင်း9 9နဲ့6ပေါင်းခြင်းက15ရာတဲ့အတွက်ကြောင့်မို့၅ပဲယူမယ်၅ကိုတပွင့်ရောတာက၄၅ရေပါဝါ၃ညဒီတုံမြောက်ကိုတခုရောတာက9ပါနော်ဆိုတော့9လေးတုံညာ9ပရိ၄လုံးထဲက69တုံညာဆိုတဲ့အတွက်ပေါင်းရှင်းက9ပရိဖြစ်ပါတယ် 693မြ5ပြည့်၆ပြီးသွားခဲ့တာဖြစ်တဲ့ခင်ဗျာโอเค693မြပြီးတော့593ဖြစ်ပါတယ်593ပြီး593မြလေး593မြလေးပြီးတော့593ဒီဒီ3ပင်ကိုခြားပြီးတော့ကျွန်တော်336ခြားပြီးသွားတဲ့တပင်ကိုတွေ့ပြမယ်ပေါ့နော်435ဒီကဏ္ဍ3လုံးထပ်ပေါင်းပြရမှာဖြစ်ပါတယ်4အပေါင်း3အပေါင်း5 ်ဒေတုံကခွန်ခွန်နဲ့ငါပေါင်းရှင်စနစ်နိဘေးရီမဲ့နေကိုတခုရောတာကတိနိရပါဝါခွန်ပါနော်ခွန်ကိုတပွင့်ရောတာက6နိတိခွန်6ပြိလေးလုံးရတာဖြစ်ပါတယ်3 3 6ပြီးသွားခေတာဖြစ်တဲ့အတွက်ကြောင့်မို့ကနန်းသုံးပေါင်းရှင်ကနိပရိရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီတွင်နိထပ်ပြီးခြားပြီးသွားခေတာဖြစ်ပါတယ်နိပရိ336ဖြစ်ပါတယ်ခင်ဗျာ โอเค T20 အတိုင်းပဲပေါ့နော်ကျွန်တော်ဖြတ်ပြီးတော့ခြားပြီးတော့မလားစွာလေးကို ထပ်ပြီးချင်းပြပေးသားမယ်ပေါ့နော်33ခြားပြီးတော့၃ညာလေးတစ်ဖြစ်ပါတယ်ဒီကိုခွန်ကိုမှာ9ပရိတ်9ခု4ပရိတ်6 2 6 5ပရိတ်6 9များ2ပရိတ်336ဆိုပြီးရှားပြီးတော့ခဲ့ပြီးပြီပါနော်။ထပ်ပြီးရှားပြီးအောင်လားဆိုတာလေးတွေ့ကြည့်ပါမယ်။ဒီ3များလေးတိရှိရှောက်ခွန်ရှောက်3များရှောက်ဒီ3ပင်ကိုရှားပြီးတော့ကျွန်တော်6နှစ်ရှောက်ရတဲ့ပင်ကိုရှင်းပြမယ်ပါနော်။ ကျွန်တော်အတွက်နေ့ကခွန်ရဲ6ရက်နောက်ထပ်6တလုံးရဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ခွန်အပောင်း6အပောင်း6ဖြစ်ပါတယ်ဆိုတော့ဒီ6နဲ့6နဲ့က7နဲ့နင်းနဲ့ခွန်ပေါင်း9ဆိုတဲ့အတွက်ရလာတဲ့9ကိုတပွင့်ရောတာက8ရတယ်9ရဲ့ပါပါက4ပေါ့နော်နောက်ထပ်4ရဲ့ပါ4ကိုတစ်ခုတိုးတစ်ခုရောတာက3ပေါ့နော်4ကိုတစ်ခုရောက3ဆိုတဲ့အတွက် ဘယ်နှစ်အရာ9843ဘရိရနေတာဖြစ်ပါတယ်။လေးဘရိ66နှစ်ခြားပြီးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့အဲ့ဒီဘရိလေးလုံးကဆက်ပြီးတော့ပေနေ7ဖြစ်ပါတယ်ပေါ့နော်။66နှစ်လေးဘရိဖြစ်ပါတယ်။ထပ်ပြီးတော့3ပင်ထက်ရှားမှာဖြစ်ပါတယ်။669နှစ်3ညလေးလေး3ပင်ချပြီးတော့နိနေတက်ချပြီးတော့ဒီတပင်ကိုထပ်ပြီးလေလာကြည့်မယ်ပေါ့နော် ဒဏ္ဍာရီနှစ်နဲ့၄နဲ့၃ညနဲ့ပေါင်းပေးရမှာဖြစ်ပါတယ်။နှစ်နဲ့၄ပေါင်းခြင်းကနှစ်အပေါင်း၄အပေါင်း၃ညပါနော်။နှစ်၄ပေါင်းခြင်း၆ရာရတဲ့အတွက်ကြောင့်မို့၆ကိုတပွင့်ရောတာဒီ၅၆ရဲ့ပါဝါက၁၁ကိုတပွင့်ရောတာက၃ညဆိုတော့၆၅၁၃ညပေါင်းခြင်းပရိယာတွေပါနော်။နှစ်နှစ်တဲ့ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းခြင်းက၅ပရိချပေးသွားခဲ့တာဖြစ်ပါတယ်။ နေရနေထိတ်နေအလေဒီအပိတ်ဒီသုံးလုံးပေါင်းရှင်းငါးပရိခြာပြီးသွားခေတာဖြစ်ပါတယ်။ Okay နေနေတက်ပြီးတော့ရှင်းလေးသုံးပါနော်ရှင်းလေးသုံးပြီးတော့ရှင်းချောသုံးနေတော်များကိုဒီခွန်ခွန်ကိုခြာပြီးသွားတဲ့တပင်ကို ရှင်းပြပေးသွားပါမယ်။ဒီနေ့အရာ3 9နှစ်ကို ပေါင်းပေးရမှာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ဒီ3နဲ့6ပေါင်းမယ်ပေါ့နော်3အပေါင်း6အပေါင်းနှစ်ဆိုတော့3နဲ့နှစ်ပေါင်းက5 5 6ပေါင်းရှင်းစတဲ့ဆိုတဲ့အတွက်ကြောင့်မို့လေးကိုတပွင့်ရောတာ3 4ရဲ့ပါဝါ9 9ကိုတပွင့်ရောတာ6 4 3 9 8တောင်းလုံးပေါင်းရှင်ပြိဖြစ်ပါတယ်ခွန်ခွန်ကိုဆိုတဲ့အတွက်ကြောင့်မို့အဲဒီမှာတော့ကဏ္ဍတောင်းလုံးပေါင်းရှင်၃ပြိချပေးသွားခဲ့တာဖြစ်ပါတယ် 3ပြည့်ဖြစ်တဲ့ခွန်ခွန်9ပါနော်။ Okay ဒီနေ့အတိုင်းမဲ့ကျွန်တော်ခွန်3ညာ3ညာ3ခွန်ခွန်6 9လေးဆိုရတဲ့အတွက်ကျွန်တော်ဒီ9ချိန်အတွက်ရမှာပါနော်။ဆိုတော့ခွန်နဲ့4နဲ့ချင်းနဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်။ခွန်အပေါင်း4အပေါင်း6ဖြစ်ပါတယ်ပါနော်။ဆိုတော့ခွန်နဲ့၄ပေါင်းတာ7တင်းနဲ့7ပေါင်းချင်း9ဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ကိုတပွင့်ရောတာက6ကိုယ့်ရဲ့ပါဝါက ရှစ်ကိုလေးကိုတပွင့်ကျော်တာက3ပေါ့နော်ဆိုတော့9 8 4 3သုံးလုံးပေါင်းချင်းပြည့်ဖြစ်ရမယ်ပေါ့နော်။တနည်းအရပေါ့နော်။ဒီကနန်းတွေဒီဆက်ပြီးတော့ပေးသွားနိုင်တယ်လို့ဖောက်လဲဖောက်သွားတဲ့အတွက်ကြောင့်မို့ကြီးရှုတဲ့အခါမှာမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုပဲအတည်ပြုပါပေါ့နော်။9ပြည့်နိနိတိ3ပြည့်ခွန်ခွန်ကိုဒီတစ်ပတ်မှာတနည်းအရ 6843ပရိတ်၄လုံးရနေတာဖြစ်ပါတယ်။ဟုတ်ကဲ့အဲ့ဒီပရိတ်၄လုံးနဲ့ကျွန်တော်တို့900တပင်မာတို့ငါချပေးသွားခဲ့တဲ့ပရိတ်နဲ့ထပ်ပြီးညီကြည့်မယ်ပေါ့နော်။ဒီ869ပရိတ်မှာနေပရိတ်၄၅သုံးတပရိတ်၈တင်းနဲ့၅ပရိတ်95 9ပရိတ်89ခွန်9ပရိတ်363 6ပရိတ်626 10ပရိတ်116 9ပရိတ်934 9ပရိတ်34 လေးပရိတ်ချောင်းချောင်းနေပါတော့ရှစ်ပရိတ်၃ညာလေးနေခုနှစ်ပရိတ်ခြေချောင်းတော့ဒါကတော့နှစ်ပင်ချားပြီးတွေ့တာဖြစ်ပါတယ်ပါတော့ဒီခုနှစ်ရတပင်တော့ကခွန်ပရိတ်ချားပြီးတွေ့ခဲ့တယ်ပါတော့ဒီတပတ်မှာနေ၃၄ခွန်ဖြစ်ပါတယ်ဒီ၅လျှောက်ခွန်တော့များတင်းနေမှာခွန်နှစ်ပရိတ်ပုံတူတယ်ဆိုပေမဲ့ဒီတွင်နေလေးမျိုးလေးလုံးမှာတော့ကျွန်တော်ကို၈၄၃ရာနေတာဖြစ်တယ်ပါတော့ဆိုတော့ကျွန်တော်ဒီမှာ ကို၈34ဆိုတဲ့အတွက်ကြောင့်မို့34ပြိပုံတူနေမှာဖြစ်ပါတယ်ကို၈34ဆိုတဲ့အတွက်ကြောင့်မို့ဒီခုနှစ်ပြိကတော့မဟုတ်တော့ဘူးဖြစ်သွားမယ်ပေါ့နော်33ပြိအာသာသွားမှာဖြစ်ပါတယ်ဒီ963မြောက်တင်နေပဲဖောက်သွားမလားကို843ပြိပဲဖောက်မလားပေါ့နော်ဒီ63ပြိမှာတော့3ပြိပို့ပြီးအာသာသွားမှာဖြစ်ပါတယ်3ပြိပေါ့နော်၄3ပြိထဲက သုံးတွေပို့ပြီးအားကောင်းသွားမှာဖြစ်ပါတယ်။ဒီ963ရက်တင်နေပေးပေါ့တော့မလား6943ပြေသုံးပြေပေးပေါ့မလား2304ပြေပေါ့တော့မလားဘောနော်ဒီသုံးပင်ထဲကတစ်ခုကတော့ပေါ့ပြရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်တော့သုံးပြေအားကောင်းသွားမှာဖြစ်တယ်ဘောနော်ဒီပြေလေးလုံးတစ်ခုပဲယူမယ်ဆိုရင်ဘောနော်သုံးလေးပြေပုံတူတယ်သုံးပရိပေါ်ပြီးအကောင့်တော့မှာဖြစ်ပါတယ်၄ပရိအရင်ဖြစ်တော့မယ်ပေါ့နော်ဟုတ်ကဲ့ ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကျန်းမာစိတ်ချမ်းသာပြီးတော့အကောင်းကျိုးလိုရင်းဆန္ဒတွေပြည့်စုံကြပါစေခင်ဗျာ။